ခုဆက်ပြီးတော့ကျွန်တော်ဆရာမလွေးမွန်နွမ်းစီကိုကျွန်တော်တွားချင်တယ်ပေါ့နော်။အဲဆရာမကတိုင်းရင်သားဒေသတွေမှာအထူးကလှူရှားတဲ့ဆရာမတယောက်ဖြစ်တယ်။ဆိုတော့ကျွန်တော်ဒီရာနဲ့ဆက်ဆက်တဲ့မိကုံလေးကိုကျွန်တော်ပထမဆုံးမေးချင်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ငလျင်ဖြစ်ပြီးမကြခင်မှာပဲစိတ်ကောင်းစီကနေပြီးတော့မှအဲသူတို့လည်းအပြစ်ခတ်ရက်ပါတယ်ပေါ့နော်အစားတော့ PDF တွေ တိုင်းသားလက်နက်ကင်ဖွဲ့တွေကစပြီးတော့ပြောတာပေါ့နော်တခါစစ်စစ်တပ်ကလည်းအဲ့ဒါကိုလိုက်ပြီးတော့အပြစ်ခတ်ရပါလေဆိုပြီးတော့လူကြားကောင်းအောင်အဲကြီးညာချက်တွေသူထုတ်ခဲ့တယ်ကြီးညာခဲ့တာကိုကျွန်တော်တို့မြင်နေပေါ့နော်ကျွန်တော်တို့ကြားရတယ်ပေါ့နော်အဲ့ဒါဒါပေမဲ့ပြီးပြီးတော့ငလျင်လှုပ်ပြီးတိတ်မကြသေးခင်မှာမကြခင်ရက်ရက်ပိုင်းလေးမှာပဲနောင်ချိုမှာသူတို့ဘုံနေကျဲတာတွေလှုပ်လာတယ်စကိုင်းမှာလှုပ်လာတယ်ဒီ ဒီငလျင်ဒီငလျင်ပြီးနောက်ပိုင်းမှာဟိုလေကြောင်းတိုက်ခိုက်မှုကအချိန်ပေါင်း600လောက်ထိရှိခဲ့ပြီးတော့လူဦးရေအားဖြင့်လူ350နဲ့400ကျားတိုက်ဆုံးခဲ့တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်။အော်ဒီဟာမှာဆိုလို့ရှိရင်ဒီကလေးငယ်တွေရဲ့ကြောင်းတွေကိုပုံကျဲတာတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။တော့ငလျင်ပြီးလပိုင်းလေးမှာပဲလူတွေကိုအကြီးအကျယ် ိုဆိုးတဲ့ဒုက္ခတွေကိုလေချောင်းရံနေပြီးတာကိုကျွန်တော်တွေ့နိုင်မှာဖြစ်ပါတယ်အဆရာမအနေနဲ့အဲ့ဒါကိုသုံးသပ်ပြီးတော့ကျွန်တော်တို့ကိုဒီ update အခြေအနေလေးတွေဝေမျဝေမျပေးဖို့ပါနောက်ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီအထူးသဖြင့်ပေါ့နော်လေချောင်းကနေပြီးတော့တိုက်ခိုက်နေတာတွေကိုရပ်တန့်ဖို့အတွက်ဆိုလို့ရှိရင်ပြည်တွင်းကရောနိုင်ငံတကာကရောနိုင်ငံမှာရောက်နေတဲ့မြန်မာတွေအနေနဲ့ရောဘာတွေလုပ်လို့ရမလဲဘလူနီလန်းအနေနဲ့ဒီလေအနေကိုမပြန်တန်းနိုင်အောင် အဲကျွန်တော်တို့စူးစမ်းလို့ရနိုင်မလဲဆရာမအမြင်ကိုဝေမျှပေးပါဦးမြတ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုဟယ်ရီအာကိုဟယ်ရီနဲ့အတူဒီ IRIP ရဲ့ organizer တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုဖိတ်ခေါ်ပြီးပါဝင် ခွင့်ကိုပေးတဲ့အတွက်ပေါ့နော်ကျေးဇူးတင်ပါတယ်အာအလုံးမဲ့ညီကိုမောင်တို့အပေါင်းတို့အာအလုံးမဲ့အာ NDA ကင်းကျမ်းမှာကြပါစီလို့ဆန္ဒပြုရင်းနဲ့ အာဆန္ဒပြခြင်းနဲ့နှုတ်ခွန်းဆက်ပါတယ်အားလုံးပဲမီဒီယာကနေပဲဖြစ်ဖြစ်ဒီဒီဒီစကောက်ဝိုင်းကိုမိတိခြေနေမိတိနေရာကနေပဲဝင်ကြိုင်းထားတဲ့လူတွေအားလုံးကိုဒီတောင်းစုနဲ့ကာရဝပြုရင်းနဲ့မှနှုတ်ခွန်းဆက်တာလိုက်ပါတယ်เนาะအရင်ဆုံးကျမရဲ့အမိကတော့နှွေးမနှုံလို့ခေါ်ပါတယ်ခေါ်ရခဲ့ပါတယ်ကျမတို့တိုင်းရင်းသားနာမည်ရပါတော့เนาะထားလိုက်ပါတော့ဆိုတော့အဲကျမကအတောင်မျိုးသမီးတယောက်ပါ တက်ကြွလှူရှားသူပေါ့နော်ဆိုတော့နောက်ပြီးရင်တနည်းအဖြစ်လဲနိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပါတယ်1996ခုနှစ်ရန်ကုန်တက်တူမှာဆန္ဒပြတဲ့အုပ်စုမှာဆန္ဒပြဆန္ဒပြတဲ့ဒီမှာအာအဒီမိုကရေစီရီဗော်လူရှင်းပေါ့နော်ဒီမိုကရေစီတော်လှန်ရေးအတွက်ကိုလုပ်ရင်းနဲ့မှာ1996မှာအာဆွဲစည်းခံရတယ်ထောင်ချလိုက်တယ်နောက်ပြီးတော့2000နှစ်မှာညှို့တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အာ ဒီနေ့ကဒီနေ့စကားဝိုင်းကနော်စကားဝိုင်းထဲမှာဓမ္မတို့အဲဘာသာစုံလူမျိုးစုံလို့ဆိုတာအရင်မင်္ဂလာရှိတဲ့စကားတွေလားအရင်မင်္ဂလာရှိတဲ့စကားလုံးလေအာဒီအဓမ္မနဲ့ဘာသာတရားဝိညာဉ်ချင်းလို့ဆိုတာအရင်တမိုးရှိတဲ့အရင်ကိုဟိုဟိုဟိုအရင်တရှိတဲ့အစားစာကိုစားလိုက်ရတယ်လို့ကြားလိုက်ရတယ်လို့အရင်တမိုးရှိတဲ့စကားလုံးလေဆိုတဲ့ဥစ္စာကိုတမိုးရှိတယ်တမိုးကြီးတယ်ဘုနော်ဒါမဲ့ ဟိုကျမရဲ့အတွေ့အကြုံကျမတို့လူမျိုးတွေကျမတို့ဒေတာမှာရှိတဲ့လူတွေအားလုံးဟာအာဒီဒီစီအနာသိန်းနဲ့2021ခုနှစ်မတိုင်ခင်ပြီးခဲ့တဲ့လွန်ခဲ့တဲ့အနှစ်ပေါင်း90ကျော်တည်းကိုခံရတယ်ပေါ့နော်ခံရတာအာကျမဆိုလို့ရှိရင်ကျမ9နှစ်သမီးမှာလွန်ခဲ့တဲ့အနှစ်40ကျော်ပါပေါ့နော်ကျမမိဖနှစ်ပါးကိုပြစ်တတ်သွားတယ်အာအဲ့လိုဆိုရဲနောက်ပြီးရင်ကျမရဲ့မောင်နှစ်ယောက် အဲနောက်ပြီးရင်ကျမရဲ့အခုဆရာနာတိတ်တဲ့အချိန်မှာတော့ကျမရဲ့အမနောက်ပြီးရင်ကျမရဲ့တူဆိုတော့ဆိုတော့ဓမ္မလို့ပြောတဲ့အခါကျရင်ကျမကပြန်ပြန်ပြီးစဉ်းစားတယ်ဓမ္မဆိုတာဟာကျမတို့နိုင်ငံမှာမွေးဖွားသေးရဲ့လားဘောနော်ဆိုတော့ကျမမေးဖွန်းနဲ့အမြဲတမ်းမေးမိတယ်ဘာလို့ဆိုအရန်တန်ဖိုးရှိတဲ့ဓမ္မဆိုတာဟာအရန်တန်ဖိုးရှိတယ်အာရန်ကိုကြီးကြီးလွန်အားကြီးတယ်အရန်စေးကြီးလွန်အားကြီးတယ်လို့ပြောပြောချင်တယ်ဘောနော်ဘာကြောင့်လဲဆိုတော့အာ အာဒီဓမ္မအတွက်ကို ကျမတို့ကလေဟိုဘယ်လိုခေါ်မလဲတေပေးသွားခဲ့တဲ့လူတွေအများကြီးပဲကျမမိသားစုပေါင်းပေါ့နော်ကျမတို့လူမျိုးတွေကျမတို့ရဲ့အာဆွေမျိုးတွေမိုင်းထီပြီးတော့ဆိုတော့နောက်ပြီးရင်ဒီတက်ကြွလှူရှားသူအဖြစ်နဲ့ကျမဆိုရင်တက်ကြွလှူရှားသူအဖြစ်နဲ့ဒီမိုကရေစီရရှိရေးဒို့အရေးဆိုတာမျိုးနဲ့နောက်ပြီးရင်အဲ့ဒီလူမျိုးလုတ်ခဲ့ပြီမယ်ကျမတို့ကရိုးရိုးသားသားဘောပင်ကင်ဖောင်တိန်ကင်ဘောပင်ကင်အာခေတံကင်တဲ့လူတွေကို ထောင်သွင်းအကျဉ်းချနှိပ်ဆက် အမျိုးမျိုးတွေလောက်တာဆိုတော့ပြန်ပြန်ပြီးမေးခွန်းကပါဆိုဓမ္မဆိုတာတကယ်ဟောမွေးဖွားသိရလားမြန်မာပြည်เนาะဆိုတော့ပထမဆုံးအနေနဲ့ကျမကအရင်ဆုံးတော့ who am i ပေါ့ကျမပါလေနည်းနည်းမိတ်ဆက်တယ်ဆိုတော့ပြီးရင်ဓမ္မဆိုတာကျမတို့စီမှာမွေးဖွားသိလို့လေเนาะဘာကြောင့်ဆိုအမိအဖမိသားစုတစုလုံးကျမပေးလိုက်ရပြီအဲနောက်ပြီးရင်လေကျမတို့ကျမရဲ့အဆွေအမျိုးတွေကတတ်ခံရအခုမှ2021မှာမဟုတ်ဘူးဟိုဟိုဒီ air strike ပေါ့နော်လေချောင်းရံကနေပြီးတော့ဒုက္ခရောက်နေတာကကျမတို့တိုင်းနေတာအဲတိုင်းမှာမဟုတ်ဘူးပေါ့နော်ကျမတို့ရဲ့ဒီအနောက်မြောက်ပိုင်းနဲ့မြောက်ပိုင်းမြန်မာပြည်မြောက်ဖျားပိုင်းမှာဆိုလို့ရှိရင် ကျမတို့ကနေ့စဉ်နဲ့အမြလေရင်ကအများတန်းလို့လို့ကြောက်နေတာဒီအနာသိမ့်တဲ့အခါကျတော့ဘာလဲဆိုတော့ဟိုပထမကဓမ္မဆိုတာကလေကြိုကြားကြိုကြားလေးမြန်မာနိုင်ငံမှာရှိနေတယ်ညနာလိုက်ပြီးတော့မှအာနေရာကိုမျက်နှာလိုက်ပြီးတော့မှဓမ္မရှိနေတယ်ကြိုကြားကြိုကြား အေး2021ခုနှစ်အနာသိမ့်လိုက်တဲ့အချိန်မှာဓမ္မဟာလုံးလုံးပြောက်လုံးလုံးပြောက်ပို့ဆိုးတယ်ပထမကလူမျိုးကြိုကြကြိုကြအာဟိုနှိမ့်မုံကြားကအလင်းရောင်လေးနဲ့တော့မရှိတော့ဘူးเนาะအဲ့လိုမျိုးဆိုအဲ့တော့2021မှာကျမတို့ဟို2021ဆီယနာသိန်းနဲ့တစ်ခါပါကျမတို့မှာရှိတဲ့ပြည်သူတွေအားလုံးကျမတို့ပြည်သူတွေအားလုံးကတပြေးတည်းညီပဲဖြစ်သွားရင်ဘတ်တွေတူသွားကြ။ဘာကြောင့်လဲဆိုတော့ကျမတို့တအားငယ်ကို ညီမြန်ကလူငယ်တွေကမိသားစုလိုက်တွေရောလာကြအာကျမတို့ဂျင်းနဲ့တယ်အခုဆိုရင်ဘာလဲဆိုတော့လေဘာလို့လဲဆိုတော့ကျမတို့ကတရားမျှတမှုအတွက်ကျမတို့အော်ဟစ်နေကြတယ်တောင်းဆိုနေကြတယ်စ조사နေကြဒါပေမဲ့တရားမျှတမှုဆိုတော့ဘာလဲဆိုတာလဲဟိုဟိုရတာကိုကျမတို့မခံစားရအောင်တခုရှိတာပေါ့နော်ဟိုနိုင်ငံတကာကိုထွက်သွားလိုက်ရင်ဥပမာဥရောပတိုက်တို့ UK တို့ဟို Western ကိုပေါ့နော်အနောက်နိုင်ငံတွေကိုသွားလိုက်ရင်တော့ တကယ်ဟိုတရားမျှတမှုရဲ့အယတာနောက်ပြီးတော့ဟိုဓမ္မဆိုတာရဲ့အယတာအဲ့ဒီနေရာမှာရှိကျမတို့အရှတိုက်မှာတော်တော်အားနည်းတယ်ဆိုတော့အထူးသဖြင့်မြန်မာနိုင်ငံကတော့အဆိုးဆုံးပေါ့နော်တတ်နေတယ်ဖြတ်နေတယ်တတ်တော့ဘယ်နည်းငါတတ်ခံရမလဲဘယ်နည်းညံငါမိသားစုရှေ့မှာငါမတင်းကျင့်ခံရမလဲတိုင်းရင်းသူတွေကအဲ့ဒီအတိုင်းခံစားနေရငါအကိုရှေ့မှာဘယ်နည်းငါမတင်းကျင့်ခံဘင်းငါရဲ့အဖေရှေ့မှာဘယ်နည်းပတင်းကျင့်ခံရမလဲပေါ့နော် အဲ့လိုမျိုးနဲ့စိုးရိမ်စိတ်နဲ့အသက်ရှင်နေရဘာကြောင့်လဲဆိုတော့အုပ်စုလိုက်မတိန်ကျင်နေတာအုပ်စုလိုက်တတ်သွားတာအဲ့လိုမျိုးတွေကခံစားနေရနော်အဲ့လိုကျမတို့တွေဒီ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 အနောက်မြောက်ပိုင်းမှာရှိတဲ့အမြောက်ပိုင်းမှာရှိတဲ့ဒီဒီတိုင်းရင်းလူတိုင်းရင်းသားအဆုံပေါ့နော်လူမျိုးဘာသာစုံတွေကအဲ့ဒီလူမျိုးခံစားနေရ2023အစီအနာလည်းတိမ်ပြီးတော့အားလုံးအာတော်ရုံမြို့ပါမကျန်အကုန်လုံးအကုန်လုံး အခုဆိုရန်ကုန်ကလွတ်နေတယ်လို့မထင်နဲ့ရန်ကုန်လည်းမလွတ်ဘူးနေပြည်တော်လည်းမလွတ်ဘူးခုနကဆရာတော်တို့နောက်ပြီးရင်အာဟိုဟာနောက်ပြီးရင်ဆရာတော်တို့အရှိမပြောသွားခဲ့တယ်လို့ပဲဒီဒီဒီဟိုဟာငလျင်လှုပ်တဲ့အခါမှာအလုံးဒန်းတူပြဿနာကြီးရှုပ်ခန်းစားနေလာပေါ့နော်အဲ့တော့အဲ့တော့အဲ့ဒီကနေရုံထွက်ဖို့အတွက်ကျမတို့တွေစ조사ကြတယ်အလုံးဝိုင်းစ조사ကြတယ်အခုเนาะတော်လန်ရေးတွေလောက်ကြတယ်ဆိုတော့ တိုင်းနေကတော့ဒေါ်လာကြီးကတော့60နင်းပြည့်သွားပြီပေါ့နော်60နင်းကျော်လာခဲ့ပြီကျော်လာခဲ့ပြီအဲ့တော့ညီတို့ပင်ဆိုဆို60နင်းပဲဖြစ်ဖြစ်3နင်းပဲဖြစ်ဖြစ်4နင်းပဲဖြစ်ဖြစ်ကျမတို့ကဒန်းတူစ조사ကြရတယ်ခုနကဆရာတို့ဆရာတော်တို့တွေပြောသွားခဲ့တယ်လို့ပဲအာဟိုအလုံးညီညီညွတ်ညွတ်ဆိုတာလေအရန်တံမိုးရှိတယ်အဲ့ဒီစကလုံးလည်းအရန်တံမိုးရှိတယ်နော်ဒါမဲ့လေခုနကဓမ္မတို့အလုံးညီညွတ်ဖို့ဆိုတာဟာနားထောင်လို့ကောင်းတယ်ရေးလို့ကောင်းလိမ့်မယ်ဒါပေမဲ့အရန်ခက်တယ်လို့ပဲ အရင်မြင်းပြင်မှာတပည့်တော်တို့ရက်ခတ်ပါတယ်ဆရာတော်တို့ဗျာအဲ့ဒါဆရာတော်တို့တပည့်တော်ဒီနေ့ပါဝင်ခွင့်ရတဲ့အချိန်မှာတပည့်တော်ကမီဒီယာနဲ့တစင်အလုံးညီပုံမှန်မှအပေါင်းကိုလည်းပြောပြောပြချင်တာနဲ့ပါလို့ဆရာတော်များကိုလည်းဟိုအက်ဒ်ဗိုကိတ်လုပ်ချင်တာပေါ့နော်အဲ့ဒါအရင်ခက်နေတယ်အဲ့ဒီအရင်ခက်နေတာကိုလည်းဆရာတော်များကလည်းနောက်စကားဝိုင်းနေမှာထည့်ပြီးတော့အလုံးဟိုပို့ပြီးတော့ကျမဟိုဟာလေဘာသာပေါင်းစုံညီညွတ်ရေးလာပါလေအဲ့ဒီ Fight for Revolution အဲ့ဒီမှာတော့ကျမ အဲပြောခဲ့မှုသေးတယ်ပမာတွေတိထပ်ပို့ပြီးပါဖို့လိုတယ်ဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်ကနော်အဲ့တော့အဲ့ဒီလိုပဲအခုပမာတွေမပါသေးတဲ့ပမာတွေအများကြီးရှိသေးတယ်ပါစီချင်းနေကျမတို့တနိုင်ငံလုံးတော်လန်မှာဒီကျမတို့မလိုချင်တဲ့စစ်မိတ်ဆာဟာကြဆုံးမှာအခုကကြံနေသေးတယ်ကြံနေသေးလို့ဒီချင်းခွေရှာနှစ်ခုတလို့ပေါ့နော်ချင်းခွေရှာနှစ်ခုမှလို့မျိုးပဲအခုကသူ့ရောကိုရောဟိုဟိုဇာတူလို့ဖြစ်နေ အခုဟုတ်တယ်မန်နေဒီစကားဝိုင်းမဆခင်တင်ခင်မှာဆရာတော်နဲ့စကားပြောဖြစ်တယ်ပြောဖြစ်တာကပါလဲဆိုအာအာဒီအဒီမြောက်ပိုင်းဖွဲ့တွေတိုက်နေတဲ့အချိန်မှာဒီညို့တွေတိုက်နေတဲ့အချိန်မှာတခြားနေရာတွေမှာမတိမ့်ဖြစ်ဘူးပေါ့နော်အဲမြောက်ပိုင်းဖွဲ့တွေငြိမ်ပြီးတော့အငြိမ်နေတဲ့အချိန်မှာအာတခြားအဖွဲ့တွေကတိုက်တယ်ဆိုတော့အညီခုနညီညွတ်မှုစီလုံးညီညွတ်မှုဆိုတာခက်တယ်ဆိုတာအဲ့ဒါဘယ်အရန်စေးကြီးတယ်အရန်ခက်ခဲနေတယ်ပေါ့နော်အဲ့တော့ဆိုလိုဒီမှာပါလဲဆို အားလုံးညီညွတ်ဖို့အတွက်ဒီမှာရှိတဲ့ဗဒရေးကောင်းဆောင်ကြီးများကိုလည်းတပည့်တော်ကဟို key message ပေးခြင်းပါလေเนาะဆရာတော်များအမြဲဒီဒီဒီမှာလဲစကားဝိုင်းလဲလုပ်ရင်းပေါ့เนาะဒီဒီဒီတော်လန်ရေးကောင်းဆောင်များပေါ့เนาะတော်လန်ရေးကောင်းဆောင်များလို့ပြောတဲ့အခါကျရင် energy တခုလည်းမဟုတ်ပါဘူးပေါ့เนาะတိုင်းရင်းသားတွေရောတိုင်းရင်းသားအစုံရော PDF ကောင်းဆောင်တွေရောပေါ့เนาะအဲ့ဒါတွေကိုလည်းအဲတွေ့ပြီးတော့စကားပြောစီခြင်းပါတယ် အာဟိုဟိုတက်ပေါင်းစုဆိုတဲ့ဟာမျိုးပေါ့နော်အားလုံးတပြေးညီတဲ့အအတူတူယုံကြဖို့လို့နော်ဆိုတော့ကျမတို့တန်းဖက်မှာဆိုရင်ရှမ်းမြောက်ပေါ့နော်ရှမ်းမြောက်ဖက်မှာဆိုရင်1027 operation ကအဲ3 brother alliance ကနေ1027 operation အစပြီးတဲ့ပြီးတဲ့အချိန်မှာဒုတိယပိုင်းပြီးသွားတဲ့အချိန်မှာသူတို့ဒီအမြို့တွေအများကြီးတင်လိုက်တယ်ပြီးတော့သူတို့တွေကအာအာဟိုက local governance ပေါ့နော်ဒီဒီရပ်ဖက်အုပ်ချုပ်ရေးတွေနဲ့သူတို့လုပ်ကြတယ်ဘာလို့လဲဆိုတော့ပြည်သူတွေအားလုံးကဒီကဆရာတော်များပါတယ်ကောင်းဆောင်များအပအဝင်ပေါ့နော်အားလုံးမြန်မာနိုင်ငံမှာရှိတဲ့တော်တော်များများရခိုင်လို့အများဆုံးအများစုကစစ်အုပ်ချုပ်ရေးကိုမလိုချင်တော့ဘူးအဲ့တော့စုံထုံယူပပျောက်စေချင်တာဖြစ်တဲ့အတွက်တောင်းနေရမှာရောအခုဒီ Tripartite Alliance နေရာမှာရောကဒီဒီအရက်ဖက်အုတ်ချုံရေးတွေကို စတင်ပြီးတော့ implementation ပေါ့နော်ချမှတ်ဆောင်ရွက်နေတယ်ဆိုတော့ဆိုတော့ဒီလူတွေဟာဟိုဒီချမှတ်ဆောင်ရွက်နေတဲ့လူတွေဟာအာဘယ်လိုခေါ်မလဲဟို expert တွေမဟုတ်ကြဘူးအရန်တော်လွန်နေတဲ့လူတွေမဟုတ်ကြဘူးအရန်ကိုအတွေ့အကြုံရှိနေတဲ့လူတွေမဟုတ်ကြဘူးချစ်ချင်းမြတ်တာတရားအားဖြင့်တရားဒီ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 တရားမျှတမှုကိုလိုလားသောအားဖြင့်နောက်ပြီးရင်အမြဲတမ်း victimize ပေါ့နော်အာဘယ်လိုခေါ်မလဲ အမြဲတမ်းအသက်ခံနေရတဲ့အကျန်းဖက်ခံနေရတဲ့ဟာအဲ့ဒီ cycle ကြီးကိုတန်တရာကြီးကိုဖြတ်တောက်ဖို့အတွက်စ조사ကြတာပေါ့နော်အဲ့တော့ဒါဆိုအားလုံးကလည်းဝိုင်း조사နေကြတယ်အဲဒီတန်းဖက်မှာလည်း조사ဒါပေမဲ့တစ်ဖက်တအဲပိုဆိုးတာကတော့လေချောင်းရံနေ့တိုင်းနေနေပဲခုနကဆရာ Harry ပြောတဲ့အခါမှာဒီငလျင်ငလျင်လှုပ်ပြီးတနာကြီးအတွင်းမှာပဲဒီတန်းနေရာမှာလာချတယ် ကိုမမြန်မာပြည်အလဲပိုင်းမှာငလျင်လို့ပေါ့နော်အဲ့လိုဆိုလာချသွားတဲ့သေတာတွေအများကြီးပဲနေ့တိုင်းလို့လို့နောက်ချုံမှဆိုလည်းနေ့တိုင်းလို့လို့ဒီ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 ဘယ်လိုခေါ်မလဲဒီ three battle alliance ဘက်ကလည်းထိတယ်နောက်ပြီးပြည်သူတွေလည်းထိတယ်သူတို့ရဲ့လေချောင်းတွေဘာလို့ဆိုတော့သူတို့ကအခုကျမတို့ရဲ့အခြေအနေကမြန်မာနိုင်ငံရဲ့အခြေအနေကဟိုဟိုတိုင်းသားဒေါ်လာရေးကောင်းဆောင်နေတဲ့ PDF တွေနဲ့เนาะအဲ့ဒါတွေကကြတော့လေနိုင်တယ်လို့ဆိုပေမဲ့ အာဟိုမြို့တွေတိမ့်နေလို့ဆိုပေမဲ့တစ်ဖက်မှာအာစစ်မိဆာက तू ကရှုံးနေမှန်နေ तू ကတော့ရှုံးနေတယ်ဒါပေမဲ့ကျမတို့ဘက်ကနိုင်နေသလားဆိုတော့မနိုင်နေသေးဘူးကျမတို့တော်လှန်ရေးဘက်ကမနိုင်နေဘူးဟိုဘက်ကတော့စစ်စစ်အုပ်ချုပ်စစ်စစ်အာဏာရှင်ဘက်ကတော့ရှုံးနေသူတို့ကရှုံးနေဘူးဒါပေမဲ့ခက်တာဒီဘက်မှာမနိုင်နေသေးဘူးအဲ့တော့ဆိုလိုဒီမှာကတော့ဘာလဲဆိုတော့ဟို အချင်းချင်းခုနကဆရာတော်ပြောသွားခဲ့သူအချင်းချင်းစီလုံးနိုင်ပြီစီလုံးမှုအတွက်ကိုအသက်တည်အများကြီးပဲပေးနေပြီအများကြီးပဲပေးနေရနေ့စဉ်နဲ့အမြမိနစ်နဲ့မိနစ်ပိုင်းနဲ့အမြနာရီပိုင်းနဲ့အမြပေးနေရတယ်နော်ဆိုတော့အခုလက်ရှိမှာတော့ဒီလွတ်မြောက်နယ်မြေတွေမှာတော့အာစည်ရေးကောင်းဆောင်တွေအာစည်ရေးရပြူဟာရကောင်းဆောင်တွေနဲ့အရက်ဖက်အရက်ဖက်ရဲ့နိုင်ငံရေးကောင်းဆောင်တွေပူပေါင်းပြီးတော့မှအုတ်ချုပ်ရေးတွေအရက်ဖက်အုတ်ချုပ်ရေးတွေကိုအာဟိုချမှတ်ဆောင်ရွက်နေတယ် ါလှုပ်ဆောင်နေတယ်ပေါ့နော်အဲဒီဟာတွေကကိုရင်းအိမ်မက်မက်ခဲ့တာပေါ့နော်ကျမတို့တန်းဖက်မှာဆိုလို့ရှိရင်ကျမတို့အဲ့ဒီဒီဟာကိုကိုပိုင်ကိုဟိုကိုအုပ်ချုပ်ခွင့်ကိုပတ်တာကိုစီမံခံခွဲဖို့အတွက်ကအဲ့ဒါကိုတအားကိုအိမ်မက်ခဲ့ကြအဲ့ဒီအိမ်မက်ကိုအခုအကောင့်ထဲပေါ်နေကြတယ်ပေါ့နော်အဲ့လိုအကောင့်ထဲပေါ်တဲ့အခါမှာအလူမျိုးမယွေဘာသာမယွေကိုလည်းပါဝင်နိုင်အောင်နောက်ပြီးလူမျိုးဘာသာလူမျိုးအရာလူမျိုးကိုကွဲပြားစုံလင်စုံလင်လှပတဲ့ ဒီလူမျိုးတွေနောက်ပြီးတော့ဘာသာတရားတွေကိုဟိုမှာမူတည်ပြီးတော့မှပုံပြီးတော့မှကောင်းမွန်ပြီးတော့ပြည့်စုံတဲ့ဟာမျိုးကိုဖြစ်အောင်ပေါ့နော်စ조사နေကြတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ကျမတို့ကတုံးနှုံးရင်တော့လက်ဖက်မြေလို့သုံးပါတယ်လက်ဖက်မြေလို့သုံးပါတယ်ဘာကြောင့်ဆိုတော့တန်းမြေလို့ပြောလိုက်တာနဲ့တစ်ချက်တည်းအော်ငါတို့တွေကတခြားသောဟိုလူမျိုးတွေကဟိုစိတ်ပိုင်းဆိုင်ရာထိခိုက်သွားမယ်ဟဲ့ဆိုပြီးတော့လက်ဖက်မြေလို့သုံးပါတယ်ဘာလို့လက်ဖက်မြေဆိုလို့ရှိရင်လက်ဖက်နဲ့တန်းဒီပလောင်ကတော့ ခွဲခြားလို့မရနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုဒါပေမဲ့အဆဆအရညာပေါ့နော်သုံးနှုံးတာအဆတတိထားပြီးတော့သုံးနှုံးနေတယ်ပေါ့နော်ခုနကဆရာဟယ်ရီပြောသွားခဲ့သလိုပဲဒီလူခွင့်ရေးချိုးဖောက်မှုတွေစစ်ကောင်စီရဲ့ तू ကမြင်းပြင်မှာရှုံးနေပြီ तू ကမြင်းပြင်မှာရှုံးနေတဲ့အတွက် तू ကအပေါ်ကနေလဲ तू ကလာလာတက်နေနေစင်နေအမြအဲ့တော့အဲ့ဒီဟာကဘာနဲ့ပတ်သက်လဲဆိုတော့ဒီအပေါ်ကနေ तू ပြန်နိုင်ဖို့အတွက်ဒီ C လင်းရင်စီ Jet Fighter အတွက်ကို C တွေ ပြီးရင်ဒီဟိုဟာပေါ့နော် web apps ဒီဟိုဟာတွေလက်နဲ့ကြိယာတွေအဲ့ဒါတွေအားလုံးကပံ့ပိုးတဲ့အဲအိမ်ကြီးချင်းနိုင်ငံအချို့နဲ့အဝေးကဥရောပတိုက်ဖက်ကပေါ့နော်နိုင်ငံအချို့ကလည်းရှိနေတယ်အဲ့တော့တခုရှိတာကတော့ခုနကပြောသွားခဲ့တဲ့အဲမေးသွားခဲ့တဲ့ဆရာ Harry မေးသွားခဲ့တဲ့အတိုင်းပါဆိုလို့ရှိရင်တော့နိုင်ငံတကာကိုဘယ်လိုမျိုးလုပ်မလဲဆိုရှင် အဲကျမတို့တန်းမှာတော့တန်းအဲတန်းရဲ့ activist တွေပေါ့နော် women activist တွေရောအကုန် youth activist တွေရောကျမတို့ကနိုင်ငံတကာဥရောပနိုင်ငံတွေအစိုးရတွေရောဒီ western ရဲ့ဒီအနောက်နိုင်ငံကအစိုးရတွေရောအာဆီယံကအစိုးရတွေရော UN ကုလသမဂ္ဂရဲ့အဒီဒီဒီအဖွဲ့ဝင်နိုင်ငံတွေရောအဲ့ဒီလိုမျိုးတွေကိုကျမတို့တွေရောအတက်နိုင်ဆုံးတော့ပေါ့နော်ချင်းကပ်ပြီးရောလော်ဘီလုပ်ပါတယ်အာရှင်းပြတယ်အထက်ထဲမှာမြန်မာပြည်ထဲမှာဒီလိုတွေဖြစ်နေပါလို့ဆိုတဲ့အကြောင်းပေါ့နော် အာမြေတို့ပင်ဆိုစေကဘူးနိုင်ငံတကာကမြေဘလို့ပဲကျမတို့တွေအရှင်းဆုံးပြောရင်တော့ကျမတို့ပြည်တွင်းမှာရှိနေတဲ့သူတွေတင်မကဘောနော်ပြည်ပမှာအိုးနေပောင်းများများစွာ88ခုနှစ်တည်းကရောက်သွားတဲ့လူတွေ66မှာရောက်သွားတဲ့သူတွေနောက်ခုအာဟိုဒီဒီဒီဟိုအရသာဆိုးရပြီးခဲ့တဲ့ဒီဆရာနာမသိင်းရအရသာဆိုးရတပိုင်းဖြစ်ခဲ့တဲ့ခေတ်ကာလမှာလဲအာဒီလိုပဲ 66ကြောက်ဂါကြီးနဲ့ပြေးသွားရတဲ့လူတွေအများကြီးရှိတယ်ပြပောက်ပေါ့နော်တခြားနိုင်ငံတွေမှာခိုလုံနေရတဲ့လူတွေများအမျိုးမျိုးပေါ့နော်အဲ့လိုလူတွေလည်းအကုန်လုံးကကိုယ့်မြန်မာနိုင်ငံတော့အားလုံးဝိုင်းလုံးကြပါပဲစူးစမ်းကြပါတယ်သူတို့သက်ဆိုင်ရာနိုင်ငံတွေမှာပေါ့နော်သက်ဆိုင်ရာအစိုးရတွေသူတို့အတက်နိုင်ဆုံးသူတို့လော်ဘီလုပ်ကြတယ်ဒါမဲ့ခက်တာကသူကနိုင်ငံတကာအနောက်နိုင်ငံတွေတော့လည်းကောင်းအာဒီဥရောပနိုင်ငံတွေတော့အာဆီယံတွေတော့အာဆီယံဆိုလို့ရှိရင်တော့သူကဂျာနေဝါဒါကသူတို့ရှိဒါမဲ့တေချာတာတခုကတော့အာဆီယံသည် ဒီတစ်တော်တွင်းမှာပေါ့2025နှစ်တော်တွင်းမှာပို့ပြီးတော့သူတို့ပို့ပြီးလှုပ်ရှားမှုတွေပို့လောက်လာပါတယ်အဲပို့ပြီးတော့ဒီချင်းကပ်မှုတွေကပို့ပြီးတော့အာဘယ်လိုခေါ်မလဲပို့ပြီးတော့စိတ်စိတ်လာတယ်ပေါ့နော်ဆိုတော့ငင်းချမ်းကြီးအရင်ကတော့5 point consensus ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးလှုပ်တယ်ဒီ5 point consensus ကလည်းဘလို့မှအာအရာမဝင်နေဘူးတကယ်လို့လှုပ်ချလို့မရ5 point consensus လို့ပြောရင် သူတို့ပို့ပံ့ပိုးမဲ့အရာဒီအဲစစ်ကောင်စီစီကိုပဲတိုက်ရိုက်ရောက်သွားတာပြည်သူစီမရောက်တော့ဘူးအခုဆိုရင်အဆရာတော်များအရှိကဆရာတော်များတင်ပြသွားခဲ့တဲ့အတိုင်းဆိုလို့ရှိရင်အဒီတင်ပြပြသွားခဲ့တယ်လို့ပဲအဒီအကွိတ်ဖြစ်တဲ့အခါမှာအဒီငလျင်လုတ်တဲ့အတွက်ဒီငလျင်လုတ်တဲ့လုတ်တဲ့ဥစ္စာကိုထိခိုက်ခံစားရတဲ့ပြည်သူတွေကိုပံ့ပိုးဖို့အတွက်ဆိုနိုင်ငံတကာနေပြီးတော့ဟိုလေရင်နေနဲ့ရောက်တဲ့ဥစ္စာသူတို့လက်ထဲမှာအကုန်လုံးရောက်နေကြည်တော်တော်များများရောက်တယ် 80ရာခိုင်နှုန်းအောင်ရောက်တယ်တကယ်ပြည်သူတွေစီကရောက်တာနည်းတယ်ပေါ့နော်အဲ့တော့ကျမတို့ကခုနကကျမပြီးခဲ့တဲ့နှစ်တုန်းကပြောခဲ့သလိုအာဗမာမြေပြန့်ကဗမာတွေပေါ့နော်မြို့သားမြို့သူတွေပူပါလာဖို့လိုသလိုပူပြီးအားထည့်ဖို့လိုသလိုအဲနောက်ပြီးတော့ပြပလူတွေလည်းပူပြီးအားထည့်ဖို့လိုတယ်ပေါ့နော်အဲအဲနောက်ပြီးရင်ခုနကပြောသလိုမျိုးဖြစ်နိုင်ရင်တော့ဒီအနောက်နိုင်ငံတွေဒီအကူအညီပေးနေတဲ့နိုင်ငံတွေဟာဒီ cross border ပေါ့နော် နိုင်ငံဖြတ်ကျော်ကူညီတဲ့ဟာမျိုးပေါ့ဥပမာထိုင်းနိုင်ငံကနေဖြတ်ကျော်ပြီးတော့နောက်ပြီးနောက်မို့ရှင်ဟိုဘင်္ဂလားဒေ့ရှ်ဘက်ကနေဖြတ်ကျော်ပြီးတော့အဲ့လိုမျိုးပတ်မိုးတာမျိုးပေါ့နော်ကျမတို့တန်းနေရတော့ဟို cross border လာဖို့ကအရင်ခက်ပါပြီပစ္စည်းပစ္စည်းကဘလို့မှဖြတ်ဖြတ်ကျော်လို့လုံးဝမရဘူးတန်းမှမဟုတ်ပါဘူးကချင်ဘက်လည်းဒီတိုင်းပဲနောက်ပြီးရင်ဒီဒီဒီမြောက်ပိုင်းပေါ့နော်မြန်မာပြည်မြောက်ဖြတ်မြောက်ပိုင်းကတော်တော်ခက်ပါပဲဘာဖြစ်လို့ဆိုကျမတို့ကအာကံမကောင်းမှုလို့ပြောလို့ရတယ်ဘာကြောင့်ဆိုပထဝီဝင်နေထိုင် ပထဝီဝင်နေထားအရာဝကကျမတို့ကတရုတ်နိုင်ငံနဲ့အဆက်ဆက်ပတ်သက်နေတယ်ဆက်ဆက်ထိဆက်နေတယ်ထိုင်းနိုင်ငံနဲ့ထိဆက်တဲ့နေရာလေးကတေးသေးလေးပဲရှိအဲကျမတို့တွေကအများအားအကြခဲ့တာကရင်တို့မွန်တို့ကိုကျမတို့အများအားအကြခဲ့တယ်။ဘာကြောင့်သူတို့ကထိုင်းနိုင်ငံနဲ့တအားကိုနီးစပ်တယ်။တခုခုဆိုလို့ရှိရင်လဲသွားဖို့လာဖို့ဟိုအခုပဲကြည့်ဟိုကရင်ပြည်နယ်ဖက်မှာဟိုမြို့သိမ်းတိုက်ပွဲတွေလုပ်တဲ့အခါမှာဒေသခံမြို့သူတွေကအန္တရာယ်ရှိလာရင်ထိုင်းနိုင်ငံတွေကိုဝင်ပြေးရင် ဘာပဲပြောပြောရက်နေနေအသက်မသေးဘူးရက်နေနေအသက်ရှင်သာခွင့်ရတယ်ပေါ့နော်ပြန်မလာမချင်းဘူးအဲကျမတို့မှမရှိဘူးကျမတို့ကပုံပိတ်လို့ဖြစ်အရန်ကျမတို့ဖက်ကပြည်သူတွေကတော်တော်ခက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 ်အဲ့တော့ဒါမဲ့ပြည်မဖက်ကိုပြေးတဲ့လူတွေလည်းရှိသလိုအဲ့လိုပေါ့နော်ဟိုမဖြစ်တဲ့နေရာကိုပြေးတဲ့အခါမှာဟိုအဲ့ဒီမြရဒေတာခံတွေကအခုညီပေးတယ်ပေါ့နော်အဲ့တော့အရန်ဟိုဟိုတူးနဲ့တူးကတော့ပြည်သူတွေကတော့တူးနဲ့တူးပံ့ပိုးနေပြီပေါ့နော် အဲ့ဒီပံ့ပိုးနေတဲ့ပံ့ပိုးပြီးတော့မှကူညီပေးနေတဲ့ဟာလေးတွေကလည်းအရင်ကတန်ဖိုးရှိပါလေလို့အာဟိုခုနကပြောတဲ့ကျမတို့ကလက်ဖက်မြေကြီးကိုကျမတို့ကခက်တာကကရင်ပြည်နယ်ဘေးမှာတွတ်ရွှေ့လို့မရနိုင်ဘူးဖြစ်နေလေမွန်ပြည်နယ်ဘေးမှာတွတ်ရွှေ့လို့မရဘူးပေါ့နော်အဲ့တော့အဲ့တော့ခုနကပြောသလိုမျိုးပဲကဘာကြီးစီကကျမတို့ညှော်လင့်လို့အရင်ခက်ပါတယ်အဲကျမတို့အချင်းချင်းလက်တွဲညီဖို့လိုမယ်လက်တွဲညီပြီးတော့ကျမတို့ရဲ့နာတာရှည်ကင်ဆာယောဂါကြီးကျမတို့နိုင်ငံကြီးကို ိုဖတ်တာကိုကုတာပြီးတော့မှအာကိုဖတ်တာကိုပြန်ကဲတင်ဖို့ဝိုင်းဝန်းစူးစမ်းကြရအောင်လို့ကျမကတော့အာဒီစကားကိုပြောရင်းနဲ့မှဒီလောက်နေပဲအာရပ်ရပ်ပြစီနော်ကျေးဇူးအများကြီးတင်ပါတယ်ဆာမဆာမလီလဖတ်မြေဆိုတာတကယ်အဲတကယ်ဘောနော်ဒီ inclusive ဖြစ်တဲ့ဟိုအတွေ့အော်လေးနော်သင်ယူခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟိုကျွန်တော်တို့နိုင်ငံမှာဒီတော်လန်ရေးကာလမှာရှေ့ ရှိမှာအနာဂတ်မှာဘယ်လိုနိုင်ငံတော်တည်ဆောက်မလဲဆိုပြီးတော့ဟိုဆွေးနွေးမှုတွေရှိလာရင်ဒီနိုင်ငံရဲ့နာမည်အတိုင်းဒေသတွေပြည်နယ်တွေရဲ့နာမည်အားအစဟိုတွေးကြငင်းကြခုံကြတယ်ပေါ့နော်အဲ့တော့ဒီလူမျိုးဟို creative ဖြစ်ပြီးတော့အဲဒေတာကိုလည်းအခြေပြုတယ်ဟိုလူမျိုးနဲ့လည်းဆက်ဆက်တယ်လူအများနဲ့လည်းဟိုအားလုံးပါဝင်နေလို့ခံစားလို့ရတယ်ဒီလိုနာမည်လေးတွေက ဟိုရှေ့အနာဂတ်မှာတုံးချနိုင်မယ်လို့ထင်တယ်ဘောနော်ဒါလေးကိုကျွန်တော်ဒီမှာပြုဟိုဟာတကယ်တင်ယူခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ